ခုဒါတော့ဒီမြန်မာနိုင်ငံမှာတော်တော်ကိုဂျိုမွေပြီးတော့လှုပ်ရှားသွားတဲ့ကြားဖြန့်ကောင်းဆောင်မှာတယုံမမင်းချင်းချင်းဆိုတဲ့သူဖြစ်ပါတယ်သူကတော့ဒီနိုဝင်ဘာအ2023နိုဝင်ဘာ16ရက်နေ့မှာဖမ်းမိသွားတယ်ဟုတ်တယ်ပေါ့တော့ဒါပေမဲ့သူမှဖမ်းမိခင်ဘယ်တော့ဒီဂျုံဝင်သွားလဲဆိုရင်မြန်မာနိုင်ငံမှာအခြေစိုက်ပြီးတော့သူ့ရဲ့ကြားဖြတ်လုပ်ငန်းကိုတကဘာလုံးရဲ့ကဘာလုံးကနေငွေချေးလေလေမှုလုပ်တယ်ပြီးတော့လူကုန်ကူးမှုလုပ်တယ် တရားမှုမူရေးဆဲဝါတွေကုသရောင်းဝယ်ရေးလို့တဲ့လူကုန်ကုန်မှုလုပ်တွေဆိုတဲ့အထက်မှာဘယ်လိုကြီးဆိုးလဲဆိုရင်လူရဲ့အသွင်ကလေးစားတဲ့အစာဆုံးအဲ့လိုမျိုးရရသမျှအကုန်လုံးတရားမှုရောင်းစားတော့ပြောတာဟုတ်ပါတယ်ပြီးတော့သူကဘယ်လောက်ကြီးသူ့ရဲ့ငွေကြေးပိုင်ဆိုင်မှုရှိသွားလဲဆိုရင်သူ့ရဲ့လေလံမှုကဒီအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ကြီးရှိတယ်တဲ့သူ့ရဲ့ပတ်စံငွေကြေးပိုင်ဆိုင်မှုကလေတော့ဒါပေမဲ့သူ့ကမြန်မာနိုင်ငံမှာအရန်ဖတ်ချင်တယ်တရုတ်တရုတ်နိုင်ငံကသူ့ဖောင်းရန်ထုတ်ထားကြပြီเนาะအမဖန်လို့မရအောင် ။ဘာဖြစ်လို့လဲဆိုရင်ဒီမှာတွေ့တဲ့အတိုင်းအဘတို့နဲ့လက်ဝါချင်းရိုက်ပြီးလှုပ်ရှားတော့သူ့မြန်မာကဘယ်လိုမှဖမ်းလို့မရဘူး။ဒါပေမဲ့သူအဲကိုကန်ကိုပဲအချုပ်ခွင့်ပေါ်လောက်ကင်ကိုသူတွားတဲ့အချိန်မှာပဲအဲ့နေ့မှာပဲဒီ no 2023 November 16နေ့မှာပဲသူ့ကိုကိုကမကစစ်သားကဖမ်းမိပြီးတော့တရုတ်နိုင်ငံကို ပြန်လက်လွှဲပေးလိုက်တယ်။အဟိုအဟိုတလုံးကပဲကျွန်တော်တို့သူ့ဖုံးမှာမြန်မာနိုင်ငံမှာဖြစ်သွားတဲ့ဒီဗီဒီယိုဒီဗီဒီယိုဆိုရင်တော့ဒီရေးကြီးကင်ထားပြီးရိုက်တဲ့ဟာ ဆွေးထားပြီးတရုတ်ရဲရတရားဆွေးနဲ့သူ့အဖွဲ့စီပဲတော့သူကဖန်စီယာမီရတော့ခေါင်းဆောင်ကတော့သူ့အဖွဲ့စီခေါင်းဆောင်ကဆက်တယောက်ရှိတယ်။အဲမဲ့အဲဆက်တယောက်မှာသူ့အဖေရောပါသူ့အဖေကအရင်သူ့ကိုဖန်စီထားတဲ့သူမှပဲကိုကိုကိုအဆုံးစီရင်သွားတယ်လို့ပြောတယ်နော်။ဆုံးစီရင်သွားတယ်။ဒါပေမဲ့သူတို့ကိုအရင်2023ခုနှစ်မှာဖမ်းမိဆိုမဲ့လည်းဒီအရင်နာမမို့နော်။2025စက်တင်ဘာ19ရက်နေ့ တယုံနိုင်ငံစစ်장မျိုးဝန်中တရားယုံမှာဒီသူရှေ့ပဲသူတို့တကယ်တည်စီချက်ချဘောနော် IC ချက်ချတဲ့မှာသူတို့အဲဂျန်လေးသူထဲမှာအဲ့ဒီမင်းချင်းချင်းဆိုတာအဖွဲကောင်းဆောင်သူကလွဲပြီးတော့ဒီဂျန်လေးသူကတည်တန်းတသက်ကျွန်းချတယ်တည်တန်းချတယ်ဆိုမဲ့အနျချင်းကုမျက်တာမဟုတ်ဘူးလေနော်နောက်ဆိုအမျိုးလွတ်တာလည်းရှိဒါပေမဲ့သူ့ကိုကဆေးထိုးပြီးတော့ကုမျက်တဲ့တေမင်းအကြီးမားဆုံးတေမင်းတို့ချမှတ်လိုက်တာဟုတ်တယ် ိုကြည်တဲ့ခြင်းဆိုရင်သူတို့ကြုတ်လာမှာဆိုဩတော်တော်ကြီးရထားတယ်သူဆိုချိုးကြုတ်ဆို AI နဲ့လုပ်ပြီးသူ့ကိုဒီလိုမျိုးကိုမျိုးသူ့လိုကိုမျိုးဒီလိုမျိုးကိုမျိုးဆိုပြီးအရာကိုပြောကြပါဘောနော်ဒီလိုမျိုးသူတို့တည်မှာပြောထားတော့ဒီတရုတ်တည်မှာပြောထားတော့မြန်မာနိုင်ငံမှာတဲ့အဲ့လိုမျိုးကြားဖြတ်လုံဆန်းကောင်းဆောင်တဲ့အများကြီးရှိသေးတယ်ဒါမှမဟုတ်ဘောဘလို့မှဖန်လို့မရဘာကြောင့်လဲဆိုရင်ဒီလိုမျိုးအပါအဝင်လက်ဝါချင်းရိုက်နေတူတာအများကြီးရှိတော့သူတို့လည်းမြန်မာနိုင်ငံကိုအမျိုးပြစ်ဆက်ခတ်ဝင်လို့မရတော့တုံးတိုင်းမျိုးဝင်လို့ မြတ်တော်အမျိုးမျိုးလွတ်ထားတာအများရှိသေးတယ်ဒါပေမဲ့အဲ့လိုမျိုးသူတို့လည်းပေါင်းပြီးဒီနောက်လောက်ကင်တော့အမျိုးမြတ်ဖို့ဒီဘက်မှာအမှသူတို့လည်းပေါင်းပြီးလို့ဘာလဲဖမုတ်စင်ထားရေးရရှိပါ